ပထမဆုံးအနေနဲ့ flash ကပြခြင်းကြောင့်တသားမမီတို့မှာဘလို့အကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုပြောပြပေးပါမယ်ဖြစ်ပါတယ်။အကျိုးကျေးဇူး၄ခုရရှိစေပါတယ်။ပထမတစ်ခုကတော့ activate the right brain flash ကပြခြင်းကြောင့်တသားမမီရဲ့ right brain ကိုကောင်းကောင်းမှုဆော်ပေးနိုင်ပါတယ်။ ဒါမဲ့နှစ်ချက်ကတော့ enrich vocabulary တည်ကြပါတယ် flash ကကြည့်တဲ့ကလေးလေးတွေဟာတာမန်ကလေးတွေချက်ပုံပြီးတော့ vocabulary မှာကြွေဝနေတာကိုတွေ့ရမှာပါနံပါတ်3ချက်ကတော့ develop an instantaneous memory and improve photographic ability ကလေးတွေကဘာကိုပဲတွေ့တွေ့ဘာကိုပဲမြင်မြင်အလွယ်တကူမှတ်သားနိုင်တဲ့စွမ်းရည်ကိုရရှိမှာပဲဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ synchronize the right brain and left brain ကလေးတွေ flash ကကြည့်နေစမှာတသားမိမိတို့ရဲ့ right brain နဲ့ left brain ဟာ balance ဖြစ်ဖြစ်နဲ့အတူတကွာအလုံးလို ပ်ဆောင်မိမှာပဲဖြစ်ပါတယ်ဒီလိုအကျိုးကျေးဇူးတွေအများကြီးရှိတဲ့ flash ကကိုနေ့စဉ်ပုံမှန်ပြပေးဖို့လိုအပ်ပါတယ်ရှင်